။အညိုးထိုးမလွဲစီဒီပထိုးတွေရှိရာပကံပြည်ကြီးနဲ့ထွေရက်ပေါက်ပို့ကိုတအူးအကြောင်း ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Crazy အန်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ပကံခေကနမဲကျော်အထင်ကရပုဂ္ဂိုလ်တဦးဖြစ်တဲ့ရှင်အစ္စခေါနာအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။တကရဲ့344ခုနှစ်မှာပကံပြည်ကြီးတည်လေကြောင်မင်းနှက်တက်ခဲ့ပြီးတော့တကရဲ့388ခုနှစ်အထိအုတ်ချုပ်မင်းလို့တော်မူခဲ့ပါရစေ။နောက်တစ်ချိန်မှာ ရှင်အစ္စခေါနာလို့ကြော်ကြားမဲ့လောကီရေးရာအကရဲ့ဖို့ထိုးခြင်းအလုပ်ကိုလုပ်ကင်တဲ့ရဟန်း ြီးတစ်ပါးရှိခဲ့ပါတယ်။ရှင်အဲဇဂေါနာကပကံပြည်မှာထွက်ရပောက်ခဲ့တဲ့ပုဂ္ဂိုလ်တဦးပဲဖြစ်ပါတယ်။ရှင်အဲဇဂေါနာရဲ့လိုလူသိများထင်ရှားမှုမရှိသေးခင်ကရှင်မထီဆိုတဲ့ဘွဲအမည်ရှိတဲ့ယဟန်တစ်ပါးဖြစ်ဖြစ်ပါတယ်။ရှင်မထီကယဟန်ဝတ်တယ်ဆိုပေမဲ့လည်းထေရဝါဒဗုဒ္ဓဘာသာပကံတို့မရောက်ရှိသေးတဲ့အချိန်ကာလလည်းဖြစ်တာကြောင့်လောကီရေးရာအကိယဖို့ထိုးခြင်းအလုပ်ကိုသာဒီဇိုင်းမမတ်လုပ်နေသူတဦးဖြစ်ခဲ့ပါတယ်။ရွှေဖြစ်ငွေဖြစ်လန်းကိုသာလိုက်နေတဲ့ရှင်မထီကို အကိယ ထိုးရာမှာတလုံးကျွေးဖို့လိုအပ်တဲ့ရွှေတွေကိုတေးလေချောင်မင်းကဘရင်ဗန္နာတိုက်ကထုတ်ပေးနေခဲ့ပါတယ်။ရှင်မထီးရဲ့တလုံးသာပောက်ခဲ့မယ်ဆိုရင်ဗကန်တပီလုံးချမ်းသာမယ်ဆိုတဲ့စကားကိုယုံကြည်နေတဲ့တေးလေချောင်မင်းဟာရှင်မထီးရဲ့တလုံးမပေါက်ပါကရှင်မထီးရဲ့မျက်လုံးနှလုံးကိုထိုးဖောက်ပေးအပ်ပါမယ်ဆိုတဲ့ဂတိစကားကိုအထူးယုံစားကဘရင်ဗန္နာရွှေတွေကို ထုတ်ပေးခဲ့ရာဗန္နာတိုက်တဝက်နီးပါးကုန်တဲ့အထိတလုံးကမပေါက်ခဲ့ပါဘူး။ဘရင်ဗန္နာသုံးပုံ နှစ်ပုံကုန်တဲ့အထိဘလို့မှမထူးခြားသေးတာကြောင့်ဒေလေဆောင်မင်းကရှင်မထီးကိုညုံညင်စပြုလာပါတော့တယ်။အဲ့ဒီအချိန်မှာရှင်မထီးဟာနန်းတော်ကိုကိုရိုင်းကျွာကနောက်ဆုံးအဆင့်ကိုရောက်နေပြီဖြစ်တာကြောင့်ရက်ဆိုင်မထားတဲ့ကြောင့်နောက်ဆုံးတစ်ချိန်သာတလုံးကိုရွှေတွေကျွေးဖို့လိုတော့ကြောင်းတလုံးမပေါက်ပါကမိမိမျက်လုံးနှလုံးကိုထိုးပေါက်ခံရမှာဖြစ်ကြောင်းဒေလေဆောင်မင်းကိုလာရောက်ရှောက်ထားခဲ့ပါတယ်။ရှင်မထီးရဲ့ရှင်ဝင်းနဲ့ရှောက်ထားချက်ကြောင့်ဘယင်ကရှင်မထီးကိုဘယင်ပန္နာ ာတော်တိုက်ကအနောက်ဆုံးကြန့်ရှိနေသေးတဲ့ရွှေတွေကို ထုတ်ပေးခဲ့ပါတယ်။ဘရင်ဗန္နာတိုက်မှာလည်းရွှေတွေမကြံကုန်လို့နေပါပြီ။ရှင်မထီကလည်းနေရောညပါဖို့ဇတိုက်ထိုးကဘရင်ရွှေတွေကိုတလုံးကိုအဆက်မပြတ်ကျွေးနေခဲ့ပါတယ်။ရှင်မထီရဲ့တပည့်တွေဖြစ်ကြတဲ့ကြော်စွာနဲ့တော်တာလင်မယားနှစ်ယောက်ကလည်း ဖိုကိုမီမပြတ်အောင်တလဲစီဆွဲပေးရပါတယ်။ဒါကြောင့်ရှင်မတိကတညမှာတော့အကီရဖိုအတွင်းကရရဲ့ကြောင့်နေတဲ့မိသွေးတွေကကွန်တီလုံးခက်အရွယ်ရှိတဲ့တလုံးတလုံးဟာရရဲ့နေနေရာကရွှေဖြစ်လာကပျိုးပျိုးပြပြလင်းလက်နေတာကိုမြင်လိုက်ရတာကြောင့် အောင်မီဟေ့အောင်မီ အောင်မီအောင်မီလို့ဝမ်းသာအားရအော်လိုက်ရာတပည့်လင်မယားကလည်းထကုံကအော်ဟစ်ပျော်ရွှင်နေကြပါတော့တယ်။ရှင်မတိတလုံးအောင်သွားတဲ့တဲ့င်းကိုကြားသိရတဲ့တေလေကြောင်မင်းကလည်းမိုးလင်းတာနဲ့ရှင်မတိဖို့ထိုးနေတဲ့ကြောင်းကိုရောက်ရှိလာခဲ့ပါတော့တယ်။ကိစ္စပေးမြောက်သွားပြီဆိုတာမှန်ပါသလားလို့ဘယင်ကမေးလိုက်ခြင်းကို ရှင်မတိကပြီးပါပြီအရှင်မင်းမြတ် ဇလုံးကရွှေဖြစ်ပါပြီဇလုံးပွင့်ဖို့ဈေးရီစိန်ဖို့သာကြံမာတော့တယ်လို့ဖြေချားလိုက်ရာဒေလေကြောင့်လဲဝန်တာအားရဖြစ်ပြီးတော့ကောင်းပြီတခါရဲစောင့်နေမယ်ရှင်မတိလုံးဆောင်ရန်ရှိသည်ကိုသာဆက်လုပ်ပါလို့ပြောလိုက်တာနဲ့တပြိုင်နက်ရှင်မတိလည်းအဂိယပေတို့ကိုဖွင့်ကကမန်းကရန်ဖက်ရှုလိုက်ပါတော့တယ်ပေရွက်တီကိုဖက်နေစဉ်ရွှေရောင်ဝင်နေတဲ့ဓလုံးကိုရွံကလက်တစ်ခုပေါ်မှာတပည့်လင်မယားကိုတင်ခိုင်းလိုက်ပါတယ် ဘရင်နဲ့အပေါင်းပါမူမက်တီကအန်အောဝမ်းသာစွာ ရှင်မတိစီဝသာအကြည့်တွေကစုပုံလို့ရောက်ရှိနေကြပါတယ်။ရှင်မတိကနောက်ဆုံးစင်ရမယ့်တက်စီရဲ့အမိကို ပေတုံးမှဖက်ရှုပြီးတာနဲ့တပည့်ဖြစ်သူတော်ရာကိုကျောင်းအောင်မှရှိတဲ့ရှောက်ပင်ကအကြီးဆုံးရှောက်သီးတလုံးကိုတွားခုခိုင်းလိုက်ပါတယ်။တော်ရာယူလာတဲ့ရှောက်သီးလုံးကြီးကိုရှင်မတိကဓာတ်နဲ့ထက်ချန်းခွဲပြီးတော့ကြော်စွားကိုအရေရေညှက်ခိုင်းလိုက်ပါတယ်။အောက်မှာခံထားတဲ့ရုံွက်သေးကိုရှောက်ရည်တွေစီးကြလာပြီးရဲ့နောက် ကြော်စွာကအစိတ်တွေကိုဖယ်ရှားပြလိုက်ပါတယ်။အဲဒီနောက်ရှင်မထီးဟာရွှေကလက်ပေါ်ကရွှေရောင်ဝင်နေတဲ့ဇလုံးကိုအတာယာမကရှောက်ရီွက်ထဲကို ဖြည်းဖြည်းချင်းချလိုက်ပါတော့တယ်။ ဘရင်နဲ့တကွာအားလုံးသောသူတွေကလည်းရှင်မတိရဲ့လှုပ်ဆောင်မှုတွေကိုအသက်ပင်မရှုနိုင်တော့ပဲမျက်တောင်မခက်တန်းကြိရှုနေကြပါတော့တယ်။ရွှေရောင်ဝင်နေတဲ့တလုံးဟာရှောက်ရည်နဲ့ထီတွေးလိုက်ချိန်မှာတော့အယောင်တွေမိမ့်မိန်ချသွားပါတော့တယ်။ရှင်မတိလည်းတလုံးပြတ်သွားပြီဖြစ်ကြောင်းသိလိုက်ရပါပြီ။ရှင်ဘရင်ကလည်းရှင်မတိကိုလွန်စွာမှအမျက်တော်ရှာသွားခဲ့ပါတယ်။ မျက်စိမျက်နှာပြက်နေတဲ့သေလေးချောင်းမင်းဟာစိတ်ပြက်အားငယ်စွာကြည့်နေတဲ့ရှင်မထီးရဲ့မျက်လုံးနှလုံးကိုတန်လျက်နဲ့ထိုးဖောက်လိုက်ပါတော့တယ်။အနားမှာရက်နေကြတဲ့ကြော်စွာနဲ့တော်တာလင်မယားဟာရှင်မထီးဟာဘယင်ကမျက်လုံးကိုထိုးဖောက်လိုက်တာကိုမြင်လိုက်ရတာကြောင့်ကြောင်လန့်ပြီးတော့ကျောင်းကအလင်းအမြန်ထွက်ပြေးခဲ့ကြရာရဲမတ်တွေကတောင်ကုန်းထိပ်မှမိသွားကြတာကြောင့်နှစ်ယောက်လုံးကိုဓာတ်နဲ့ခုတ်ပိုင်းတက်လိုက်ကြပါတယ်။သေလေးချောင်းမင်းလည်းဒေါသတကြီးရှင်မထီးကြောင့်မှထွက်ခွာသွားပါတော့တယ်။ရှင်မထီးခင်များမှာလည်း ်မိမိကိုယ်တိုင်လည်းမျက်စိအဖောက်ခံရတပည့်လင်မယားလည်းအသက်ခံလိုက်ရတာကြောင့်စိတ်ပြတ်အားငယ်ကကျောင်းမှရှိတဲ့ကိုရင်ငယ်လေးကိုတလုံးကိုကျောင်းတိုက်ကူရီရဟန်းတို့ကိုလည်းတန်းစင်ကန်းတွေကို ပြစ်ချခိုင်းလိုက်ပါတော့တယ်ကိုရင်ငယ်လည်းရှင်မတိစေခိုင်းတဲ့အတိုင်းတလုံးကိုကူရီတွင်အတွင်းကိုပြစ်ချလိုက်ပါတော့တယ် ကိုရင်ငယ်တက်လုံးကိုကုတီအတွင်းကိုပြစ်လိုက်တာနဲ့တပြိုင်နက်တွင်းထဲကအလင်းလက်နေတဲ့ရွှေရောင်တန်းတွေထွက်ပေါ်လာတာကြောင့်ကုတီမီလောင်နေလို့ထင်ကရှင်မတိရှိအောင်အပြေးလွှားရောက်ရှိသွားပြီးကုတီမီလောင်နေကြောင်းရှောက်ထားလိုက်ပါတယ်ရှင်မတိကိုအမောရကောရှောက်ထားနေတဲ့ကိုရင်ရဲ့ရှောက်ထားချက်တီကိုကြားသိလိုက်ရတာနဲ့ရှင်မတိကတစုံတစ်ခုကိုသဘောပေါက်လိုက်ပါတယ်တက်လုံးပေါက်ပြီးကွာလို့အော်ဟစ်ချုံွားလိုက်ရင်နဲ့ကိုရင် ခုချက်ချင်းအရိတလုံးကိုကုရီတရပြန်ဆဲလာခဲ့လို့ခိုင်းစေလိုက်ပြီးတဲ့နောက်မမိမျက်စိမမြင်ရတော့တာကိုသတိမူမိပြီးကျောင်းမှာဘသူရှိလဲဟေးလို့တယောက်ယောက်ကိုခေါ်ကာဈေးထဲကိုသွားစမ်းရတဲ့မျက်လုံးနှလုံးဝေလာခဲ့ကြလို့ဆိုကာဈေးကိုလှုပ်လိုက်ပါတယ် ကပီယာလည်းဈေးကိုအလင်းအမြန်ပြေးကရှမတီစေခိုင်းတဲ့အတိုင်းမျက်လုံးတွေကိုရှာဖွေခဲ့ရာနှွားမျက်လုံးတစ်လုံးနဲ့ဆိတ်မျက်လုံးတစ်လုံးကိုသာရရှိခဲ့တာကြောင့်ဝယ်ယူပြီးတော့အချောင်းကိုအမြန်ဆုံးပြေးခဲ့ပါတော့တယ်။ချောင်းကိုရောက်တာနဲ့မျက်လုံးကနှွားတစ်လုံးဆိတ်တစ်လုံးရခဲ့ပါတယ်ဖျားလို့ရှောက်ထားလိုက်တာကိုရှမတီကလည်းရတာပဲပြေးကွာလို့ပြောရင်းနဲ့ကပီယာအလံပေးလိုက်တဲ့မျက်လုံးနှလုံးကိုလက်နဲ့ဆမ်းယူလိုက်ပြီး သူ့ရဲ့မျက်လုံးပေါက်နှစ်ခုအတွင်းကိုထဲလိုက်ပါတယ်။မျက်လုံးနှလုံးလဲမျက်လုံးပေါက်နှစ်ခုအတွင်းကိုရောက်တာနဲ့တပြိုင်နက်ရှင်မထီးကအားလုံးကိုမြင်ရကမျက်စိအမြင်တွေလည်းပြန်လည်ကောင်းမွန်သွားခဲ့ပါတယ်။နွားမျက်လုံးတစ်ဖက်စိတ်မျက်လုံးတစ်ဖက်ဖြစ်နေတဲ့ရှင်မထီးဟာအဲ့ဒီချိန်ရဆပြီးရှင်အစ္စဂေါဏဆိုတဲ့အမည်တွင်ခဲ့ပါတော့တယ်။ပါဠိဘာသာအရအစ္စဟာစိတ်ဂေါဏကတော့နွားလို့အဓိပ္ပာယ်ရပါတယ်။ ဝမ်းသာအားရဖြစ်နေတဲ့ရှင်မထီးဟာဒေလကြောင်မင်းထံအပြေးလွှားသွားပြီးတော့တလုံးအောင်သွားပြီဖြစ်ကြောင်းရှောက်တင်လိုက်ချိန်မှာမိမိမှာတော့နှွားမျက်လုံးနဲ့စိတ်မျက်လုံးရှင်ဖြစ်နေခဲ့ရပါပြီ။တပည့်လင်မယားလည်းသိဆုံးခဲ့ရပါပြီ။ တေလေဆောင်မင်းကအရှင်မထီကိုကြည့်ရင်ဘာမှမပြောခဲ့ပါဘူးအရှင်မင်းကြီးကိုပြလို့စောနဲ့အဂိရဲ့ချမ်းကိုအလင်းစလိုဖမ်းလိုက်မိတာ အမားဖြစ်သွားခဲ့ပါတယ်အရှင်မင်းကြီးနောက်ဆုံးအဆင့်မှာတလုံးကိုချီးစိန်ရမယ်လို့ရေးထားတာကိုချင်ရီစိန်ရမယ်လို့ဖမ်းမိလိုက်တော့ရှောက်သီးရီစိန်လိုက်မိတာပါပဲမင်းကြီးလို့အရှင်ပြခဲ့ပါတယ်ဒါပေမဲ့လည်းအားလုံးကလက်လွန်သွားခဲ့ရပါပြီ။နောက်ပိုင်းမှာတော့ဒေလေကြောင့်မင်းက ကျော်စွာနဲ့တော်တာလေးမယားကိုလည်းမိမိအမားကိုတောင်းပန်ပြီးသူတို့နှစ်ယောက်အသက်ခံခဲ့ရတဲ့တောင်ကုန်းမှာပဲနှက်ကုန်းတစ်ခုတိဆောက်ပေးပြီးပြည်သူပြည်သားတွေကိုပူဇော်ပါသားဖို့မိန့်ထုတ်ခဲ့ပါတယ်။ပကံပြည်မှာရွှေမိုးငွေမိုးရွာတယ်ဆိုပြီးကိုအခုချိန်အထိပြောစမှတ်ပြုရတဲ့အကြောင်းရင်းတစ်ရက်ရှိခဲ့ပါတယ်။အရှင်အစ္စကောနာကဂျေးရီခဲရီတို့ကိုချူကသူ့ရဲ့တောင်ဝေးဖျားမှာပြတလုံးကိုတက်ကဂျေးရီခဲရီတွေကိုမှွေလိုက်တဲ့အခါအဲ့ဒီဂျေးရီခဲရီတို့ကရွှေတို့ ုံးရွှေခဲတွေဖြစ်ကုန်ကြပါတယ် ဆရာတော်ကထွေရပေါက်လုပ်ငန်းကိုဆက်လက်ကြိုးစားဖို့တော်မထွက်ခင်ပကံပြည်မှာရှိတဲ့သူ့ရဲ့တာယာကတဟိကာမအရှင်တွေကိုမာစထားစီလိုတာကြောင့်ပဲဖြစ်ပါရင်နောက်ဆုံးမှာတော့ပကံပြည်မှာရှိတဲ့တကာတကာမတို့ကိုတတိသေးသေးတွေဖြစ်အောင်မာစခဲ့ပါရင်ရှင်စာကောင်းနာရဲ့ကျေးဇူးတော်ကြောင့်ပဲပကံပြည်ကြီးမှာရွှေမိုးငွေမိုးအုံးအုံးမြည်အောင်ရွှာစေခဲ့ပါရင်အဲ့ဒီချိန်ရစပြီးရှင်စာကောင်းနာရဲ့ဓလုံးကြောင့်ပကံပြည်မှာမုတ်ဆိုးမတောင်မှပဲဖျားတည်နိုင်တယ်လို့ပြော စမတ်တွင်ခဲ့ပါတော့တယ်။ပကံနယ်မြေရဲ့ထင်ရှားတဲ့ဖျားတစုဖြစ်တဲ့ရှင်းစကောနာဟာခေအပိုင်းခြားရ AD စနစ်ရာစုနောက်ပိုင်းလက်ရာလို့ပညာရှင်တွေကယူဆခဲ့ကြပါတယ်။ပကံမြူဟောင်းအတွင်လွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်ဝင်းကျင်ခန်းကပေါ်ထွန်းခဲ့တဲ့ဇေဒီတော်တစုလေးဖြစ်ပါတယ်။ပကံရှီဟောင်းသူရိသနာဌာနကရှင်မတိဖျားကိုဖျားအမတ်909ကစီရှင်းစကောနာဖျားလို့မှတ်ပုံတင်ထားခဲ့ပါတယ်။ ကန်စီဒီပထိုးတွေကိုအမိပေးခဲ့စဉ်ကလည်းအဲ့ဒီဖျားဝင်းအတွင်းကအဲ့ဒီရထိုးရမှာအုံပြူလေးရှိတဲ့လုံခွဲတွေမိသွေးခဲတွေပြတွေကိုတွေ့ရှိခဲ့ရတာကြောင့်ရှင်အစခေါနာဖျားလို့အမိပေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီမိသွေးစားတွေကိုကာဗွန်၁၄တက်ခွဲကန်နီးစနစ်နဲ့သာတက်ခွဲကြည့်ရမှာကအသက်တမ်းကိုအနည်းဆက်ဆုံးသိရှိနိုင်မှာဖြစ်ပါတယ်။အခုအခါမှာတော့ရှင်မထီးကိုအကြောင်းပြုပြီးရှင်အစခေါနာဖျားကိုဖူးမြော်လဲပဲကြသူတွေနေစဉ်လို့လာရောက်လေ ရှိပါတယ်။ဖျားမြောက်ဖက်မှာရှိတဲ့အုတ်ထိုက်ကြီးအတွင်းမှာလည်းရှင်မတိတက်ခန်းကိုဖွင့်လှစ်ထားရာအဒိဋ္ဌံဝင်လိုသူတွေလာရောက်လို့ရှိကြပါတယ်။ရှင်မတိတက်ခွဲခန်းအတွင်းမှာဆိုရင်မြတ်စွာဘုရားရှင်ရုပ်ပွားတော်ကိုဖူးထွေးကြရတဲ့ကဲ့သို့ရှင်မတိရုပ်ထုရက်ကန်းစင်တောင်ဆရာတော်ရုပ်ထုဘိုးဘိုးအောင်နဲ့အဖဘိုးမင်းကောင်ရုပ်ထုတွေကိုပါတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။